ဂျော်နီဆိုမာလီဇလန်းတွဲလေးမဆက်ခင်မှာအခုအပိုင်းမှာစကြည့်ကြတဲ့ viewer တွေအတွက်ပြန်ပြီးတော့ recap လေးလုပ်ပေးချင်ပါတယ်ဂျော်နီဆိုမာလီ AKA Ramsey Khalid Ismail ဆိုတဲ့လူတွေကသူ့နာမည်အရင်းကိုခေါ်တာကိုမကြိုက်တဲ့ဘဲကအခုခေတ်အခေါ်အဝေါ်နဲ့ပြောရမယ်ဆိုရင် New Sense Streamer မြမလို့ဆိုအနောက်ရှက်လုပ်တဲ့ streamer တယောက်ပေါ့သူ့လိုလူတွေကို live prank တဲ့ streamer တွေ content creator တွေအများကြီးရှိပေမဲ့လည်းသူ့လောက်ဆိုတော့မျိုးကတော့ရှားပါတယ် ရမ်စီရဲ့ဖင်ရှားမှုတွေဟာ2023ခုနှစ်မှာတည်းကဂျပန်နိုင်ငံကိုစသွားတုန်းကစခဲ့တာဖြစ်ပါတယ်။အမြန်ရထားပုံမှာဂျပန်လူမျိုးတွေကို1945ခုနှစ်ဒုတိယကမ္ဘာစစ်တုန်းကလူမျိုးအနှုမြူပုံတွေထတ်ကျဲပြစ်မှာလို့ပြောခဲ့တယ်လို့ Hiroshima Nagasaki you know You know Hiroshima Nagasaki We're going to do again What Atomic bomb ဆိုတဲ့စာသားပါတဲ့သချင်းတွေကိုလည်းဂျပန်နိုင်ငံကမိသားစုတွေပျော်ပျော်ရွှင်ရွှင် လာကြတဲ့ Disney World မှာလည်းအကြက်ကြီးတွေဖွင့်နေတာပေါ့ atomic bomb ပြီးတော့ဝင်ခွင့်မရှိတဲ့စောင်းလုပ်ရေးစိုက်တဲကိုလည်းဝင်ခဲ့တဲ့အတွက်မောင်းထုတ်တာလည်းခံခဲ့ရပါသေးတယ်အဲ့ဒါကြောင့်သူ့ကိုဒေါ်လာ1400ဒဏ်ကြေးကောက်တာ ခံခဲ့ရပြီးတော့ဂျပန်နိုင်ငံကမောင်းထုတ်ခံခဲ့ရတာပေါ့အစ်စရေးနိုင်ငံကိုသွားတုန်းကလည်းဆန္ဒပြပွဲတစ်ခုမှာတုန်းကအမျိုးသမီးရဲမေတယောက်ကိုအနှောက်ယှက်ပေးခဲ့တဲ့အတွက်လည်းခဏအဖမ်းခံခဲ့ရပါသေးတယ် Oh you a bad bitch I swear to god you a bad bitch I said you did it Okay 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 go 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 ကိုရီးယားနိုင်ငံမှာလုပ်ခဲ့တဲ့ပြည်မှုတွေကတော့မနှဲပါဘူး။ကျွန်တော်အရင်ဗီဒီယိုတမတုန်းကလည်းပြောပြထားခဲ့တဲ့အတွက်ဒီတစ်ခေါက်တော့အကြမ်းပြင်းတော့ပဲပြောပြပါမယ်။ဒုတိယကမ္ဘာစစ်ခေတ်မှာတော့လိန်ကျွန်မျိုးသမီးများ၏ဒုက္ခများကိုရည်ညွှန်းတဲ့မိန်းကလေးရုပ်ထုကိုနန်းခဲ့တာ၊ရုပ်ထုနားမှာဖင်လောက်ကခဲ့တာ၊ပုတ်နေတဲ့ငါးတကောင်ကိုကင်ပြီးတော့လူတွေနားမှာရှောက်ယမ်းခဲ့တာ 7-11ဆိုင်ထဲမှာလူတွေကိုနှောက်ယှက်ခဲ့ပြီးတော့အရက်တောက်ခွင့်မရှိတာကိုတောက်ခဲ့တယ်လို့အတောက်ဖို့လာပြောတဲ့သူ့ထက်အသက်ကြီးတဲ့ဝန်ထမ်းကိုလည်းပြန်ဟောင်ခဲ့တာဟုတ်ပါတယ်သူ့ကိုကျွန်တော်ခွေးနေနိုင်တာပါဒါတော့မှခွေးသိက္ခာကြောက်ဦးမယ်လို့ထင်ပါတယ် ကိုရီးယားက influencer ကောင်မလေးတယောက်နဲ့နန်းခဲ့ပါတယ်ဆိုပြီးတော့ AI နဲ့ deep fake video လုပ်ခဲ့တာ Lotte War ဆိုတဲ့မိသားစုတွေအထူးသဖြင့်ကလေးတွေသွားတာများတဲ့ think pack တစ်ခုမှာသူ့ screen မှာ donate ရဲ့အတန်ထွက်လာတဲ့ text to speech ကနေပြီးတော့လိန်ပိုင်းဆိုင်ရာတွေမှာစော်ကားတဲ့စကားတွေထွက်လာတာကိုသူကတော့ကိုရီးယားလိုနားမလည်ခဲ့တဲ့အတွက်အကျယ်ကြီးတွေဖွင့်ထားခဲ့မိတာ I'm going to jail. I'm going to get kicked out of here. sorry. The ringtone, 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 sorry. My ringtone. ဒါကြောင့်ကလေးငယ်လေးတွေပါကြားသွားခဲ့တဲ့အတွက်ကလေးတွေအပေါ်လိမ်ပိုင်းဆိုင်ရာစော်ကားခဲ့တာဆိုတဲ့အမှုအဆရှိတာတွေအတွက်တချို့အမှုတွေအတွက်သူ့မှာပြစ်ရှိတယ်လို့ဂျွန်ဒီကတရားရုံးမှာလည်းဝန်ခံခဲ့တယ်လို့ယူဂျင်အောင်ဆောင်းမယ်လို့လည်းမူးပြီးတော့ပြောခဲ့သေးတာပေါ့သူ့ကိုနာမည်ကြီး streaming platform တွေနဲ့ social media တွေတော်တော်များများကတော့ ban ထားပြီးဖြစ်ပေမဲ့တုံးတဲ့လူလုံးဝမရှိသလောက်ဖြစ်တဲ့ party.com မှာ sub stream နေလေရဲ့တရားစွဲတဲ့ကိစ္စတွေကြောင့် တရားဝင်အလုပ်လုပ်ခင်မရှိခဲ့တဲ့အပြင်ကိုရီးယားနိုင်ငံအပြင်လည်းထွက်ခွင့်မရှိခဲ့တဲ့အတွက်ဂျွန်ဒီတယောက်ပတ်စံပြတ်နေပြီထင်ပါတယ်။ stream ပေါ်မှာ9ဒေါ်လာရာတိုင်းရဲစခန်းတွေကိုနောက်ပြီးတော့ဖုန်းခေါ်ခဲ့ပါတယ်။ Korean Emergency 112? Yes. Oh my god, I'm so sorry. Accident. I'm sorry. Watch. They give me a watch. To call the police, I'm sorry, it's accident, sorry, come to me that, sorry, come to me that. Okay, okay, you're fine. Sorry, I'm fine, I'm fine, come to me that. Okay. Bye bye. သူအဲ့ဒီ streamer နေတော့မှလည်းအရက်လဲမူးနေကြတာပေါ့မူးမူးယူယူအင်ကြီးချုပ်ကြီးနဲ့လူတွေကိုလိုက်နှောက်ရှက်ခဲ့တယ်လို့ call the police လို့လည်းပြောခဲ့ပါသေးတယ်။ Customer and sorry. A YouTuber. Oh. Migo. Ah, oh, this is crazy. oh, no, we're going to jail. I don't care. What's up? What's up? What you looking at me for? What you looking at? Somebody call the police. Call the police right now. Korea number one. Korea, Korea, Korea. Korea, 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 Korea. Call the police now. Let's support the construction workers. They want to charge me for doing uh, twerking on the subway. I'm allowed to twerk in public. What is the reason? You are arrested. For what? Oh, no. For, no. Oh, no. no. Call the police then. For what? One, two, three, four, five, six, how Anonymous said okay, $5. No dollars. Problem. I'm, I'm fine. You ောက်ဆုံးမှာတော့ဆောက်လို့ရေးလုံနေတဲ့နေရာတစ်ခုမှာရဲတွေကသူ့ကိုခဏဖမ်းခေါ်သွားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ခဏပဲထိန်းချုပ်ထားပြီးတော့ပြန်လွှတ်ပေးလိုက်တယ်လို့တော့သိရပါတယ်။ဟုတ်ပါတယ်။ဒေါ်လာ5ချက်ရဖို့အတွက်အဖမ်းခံခဲ့တာပါ။လက်ရှိအချိန်မှာတော့ Ramsey Khalid Ismail ဟာကိုရီးယားနိုင်ငံအတွင်းမှာတည်နေလျက်ရှိပြီးတော့သူနဲ့အရင်ဒီဆုံးကိုရီးယားတငယ်ချင်း Hank ဆိုတဲ့ဘက်ကသူ့အတွက်စာဝတ်နေရေးတာဝန်ယူပေးနေရတာပေါ့။သူဟာ Kick ဆိုတဲ့ website ပေါ်မှာပြန် stream ရင်ပတ်စံပို့ရမှာဖြစ်တဲ့အတွက် Ice Poseidon ဆိုတဲ့ streamer တယောက်ကိုသူ့ကို ကစ်ကဘန်းထားတာပြန်ဖယ်ပေးဖို့အတွက်ကူညီကိုင်းခဲ့ပေမဲ့ဟိုဘက်ကမကူညီခဲ့ပါဘူးကစ်ဆိုတဲ့ website ကလည်း Johnny ကို၄ကလောက်ဘန်းခဲ့ပေမဲ့စောစောကကျွန်တော်ပြောခဲ့သလိုပဲပတ်စံလေးနဲ့ရဖို့အတွက်လူတွေကိုတော်တော်လေးကိုလိုက်နှောက်ရှက်ခဲ့တဲ့အတွက်နောက်ဆုံးမှာတော့ပါမန်နဲ့ဘန်းခံခဲ့ရတာပေါ့ Liam Mindset ဆိုတဲ့ရှင်းနေကြီးရဲ့ပြောဆိုချက်အရတော့ Ramsey မှာရှင်းနေနှစ်ယောက်ရှိခဲ့ပြီးတော့တယောက်ကတော့အစိုးရကပေးထားတဲ့အလကားရှင်းနေဖြစ်ပြီးတော့နောက်တယောက်ကလည်းဈေးဘောပေါ်နဲ့ငားထားတဲ့ရှင်းနေတယောက်ဖြစ်တယ်လို့သိရပါတယ် ရမ်စီရဲ့မှုတွေကိုတရားစီရင်မှာကတော့ကိုရီးယားနိုင်ငံမှာ top 10ဝင်တဲ့ prosecutor ပြစ်မှုစစ်ဆေးရေးအရာရှိဖြစ်တယ်လို့သိရတဲ့အတွက် level 5 lawyer versus level 100 prosecutor လို့ဖြစ်နေတာပေါ့ဒီလိုနဲ့လက်ရှိအချိန်မှာတော့ဆိုမာလီနဲ့သူတငယ်ချင်းဟန်ကလည်းတရားရင်ဆိုင်ဖို့အတွက်ပတ်စံမရှိတော့တဲ့အတွက် online ပေါ်မှာပတ်စံတောင်းနေရပါတယ်အခုလိုဖြစ်နေတာတောင်မှသူလုပ်ခဲ့တာတွေအတွက်နောင်တရလာလို့မေးခဲ့တဲ့အခါမှာတော့ zero regrets zero remorse နောင်တတာဝေကလုံးဝမရပါလို့ဖြေခဲ့ပါတယ် ကိုရီးယားနိုင်ငံကလည်းသူ့ကိုအခုလိုပတ်စံပြတ်သွားအောင်လုပ်နေတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်အမြင်မှာတော့ဒီဘဲရဲ့လုပ်ရက်တွေကြောင့်ထောင်ချကိုကျတဲ့လို့ထင်ပါတယ်။နောက်ထပ် Johnny Somali အကြောင်း update ထပ်သိရရင်ထပ်တင်ပေးပါမယ်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးပါ။ကြိုက်လို့ရှိရင် like and subscribe လုပ်ခဲ့ကြပါဦး။နောက်ဗီဒီယိုတွေမှာတွေ့ကြတာပေါ့။